ားလုံးပဲမင်္ဂလာပါကျွန်တော်တို့ရဲ့ SKD Horror Myanmar Channel လေးမှာကြိုဆိုလိုက်ပါရစေဒီနေ့မှာတော့စနေနေ့သီရိဇောတိကယုံဆိုတဲ့ဇလန်လေးရဲ့အပိုင်း၁ကိုတင်ဆက်ပေးသွားမှာဖြစ်လို့အားပေးနားဆင်ကြကြပါဦးခင်ဗျာကျောင်းနာမည်အစနီအသားအခန့်ညညစပင်းအဆုပ်ဝါဝါရုပ်ကြည်တော့နှမမတန်ဘူးလို့ထင်ရမှာပါဗျာတို့ပေမဲ့ထင်တော့မသေးနဲ့ဗျာကျောက်ကဆွေးရအကြောင်းကိုနဲ့အောင်ထားတာဂျူနီယာအင်္ဂလိပ်ကို့စ်လောက်တော့ရတယ်ပေါ့ဗျာ ကျွတ်တူတရားလုံးမှာလဲဆွေရကြောင့်ကိုးတဲ့အောင်ဆိုလို့ကျွတ်တယောက်တည်းရှိတာဘူးဒါမှမဟုတ်ဘဝကံကမကောင်းရှာတော့မိဘနှစ်ပါးစလုံးကရှစ်စင်းနောက်ဆက်ဆိုလို့ဆုံးသွားကြရဲ့မိဘကြီးဆုံးတော့ကျုပ်လည်းဘာလို့ရမှမသိလို့မြုတ်တက်လာခဲ့တာမိရတော့လူလင်ငယ်တွေ့ပြီးမိဘတွေတေလို့ရခဲ့တဲ့အိမ်ထဲဝရောင်းထားရလေကိုရောဗျာအဲ့ဒီအချိန်မှာကျုပ်အတော်စိတ်ညစ်သွားတယ်ဗျာစိတ်ညစ်နေတဲ့လမ်းလျှောက်လာတာကြာပန်းနေအပြည့်ပွင့်နေပြီးငကရုံဖျားရှိတဲ့ကံကြီးကိုတွေ့ပါရော့ ကျောက်ကြမ်းတွေကိုကြည့်ရင်ဒီကန်ကြီးကတော်တော်နတ်မှာပဲလို့တွေးနေရပြို့ရွာကိုပြန်ရင်လည်းလေကြီးလေကျယ်ပြောခဲ့တဲ့ကျုပ်ကိုရွာရောင်ကျောင်းဆရာတော်ကစတရွာလုံးအစုံမြေမုံကျိုးနေမှာတေးကြပဲအဲ့ဒါနဲ့ကျုပ်လည်းကြံရမရဖြစ်ပြီးတထိုင်နေမှာပဲလူလောကကြီးကိုစိတ်ကုံလာတယ်ဆိုတော့လေဒါနဲ့ပဲရှိကရေကန်ကြီးကိုကြည့်ပြီးတွေးနေမိတယ်ဗျငါရင်နှင်းတေးမှာပေါ့ရွာမှာကရေကန်ဆိုလို့ကျွဲလူအိုင်လောက်ပဲတွေ့ဘူးလားလေ ဲ့ဒီတော့ကြွ့ရေမကူတက်တာအသေးချာပဲဗျခြေကလည်းတစ်ခါမှမနစ်ဘူးတော့ရင်းနဲ့ဘလူကြီးလက်ဆိုတာကိုတွေးကြုံငွေတွေကိုပြန်အမှတ်ရလာပါလေရောအဲ့ဒါနဲ့ဒီလောက်တော့တောက်သုံးမကြတဲ့ကောင်ပေတာပဲအေးတယ်လို့ကို့ဘာသာပြောရင်ကန်တဲ့ခုံချလိုက်တော့တယ်ကြွ့ခုံချတာဒါပြန်ထိုးသလိုဖြစ်သွားပြီခေါင်းနဲ့ကန်တဲ့ကိုဇောက်ထိုးကြတာရေတွေရတော့ကြုတ်ခေါင်းနဲ့မူးလာပါရောအဲ့မှာကြုတ်တစ်ချက်တွေးလိုက်မိတယ်။အော်ရေနစ်တာမူးတူးနေပါလားလို့ပေါ့ ပြီးတော့ကျုပ်မျက်လုံးတွေလည်းဘာမှမမြင်ရတော့ဘူးကျုပ်ထင်လိုက်တယ်ငါတည်သွားပြီဗောကျုပ်မျက်လုံးဖွင့်လို့ရလာတယ်စိတ်ထဲတွေးမိတာငါရင်နစ်သေးပြီအခုငါမျက်စိဖွင့်မြင်ရမှာကအမေတို့ပြောပြဘူးလေဂျိုးဆောင်တော်နဲ့ယမမင်းကြီးတို့ကျုပ်တွေးနေမိတာလေနစ်လုံးကိုအားယူပြီးဖွင့်လိုက်တယ်ဗျဟာအမလေးကျုပ်လန့်သွားတယ်ထားခုံမိမတက်အောင်ဝှက်လန့်သွားတာဘာလို့လဲဆိုတော့ကျုပ်မြင်လိုက်ရတာယမမင်းမဟုတ်ပဲ ဘုန်းကြီးဝါတတော်တပါဖြစ်နေရဲ့ဗျာကျုပ်လန့်သွားတာကိုသူလည်းလန့်သွားပုံပေါ်တယ်ကျုပ်ကိုမျက်စောင်းထိုးကြည့်ပြီးပြောတယ်လန့်လိုက်တာကွာမင်းလုံးမှပဲငါ့မှာသွေးတွေးရှိတာသွေးဆောင်တက်ပြီးတေတော့မှာပဲကျုပ်ဘာပြောရမှန်းမသိကြောင်ငင်းနေတဲ့အချိန်မှာပဲအဲ့ဒီဘုန်းကြီးကကျုပ်ကိုထပ်ပြီးစကားပြောတယ်ဗျာဟဲ့ကောင်မင်းကြည့်ရတာကြောင်တော်တော်နဲ့ဘာဖြစ်နေရလဲခေါင်းထိပ်ပြီးယူသွားတာလားအရှင်ဖေဟာတပည့်တော်ကဘယ်လိုလုပ်ပြီးဒီကိုရောက်နေရလဲဖေဟာ ဘယ်လိုလုပ်ရောက်လာရမှာလဲမိနှကယုံကန်နဲ့ဒိုင်မင်ထိုးစင်တာလေရေကန်နဲ့ကြောက်တုံးနဲ့ခေါင်းကိုစောင့်မိပြီးသတိလစ်နေလို့ဒီကိုခေါ်လာတာမင်းကကန်နေကရေကဒူးလောက်ပဲရှိတာမင်းမို့ဒိုင်မင်ထိုးရှာရတယ်လို့ဖုန်းကြီးပြောမှပဲကြုံတက်တယ်ရောအမှတ်ရသွားတယ်ဒါကိုဖုန်းကြီးကကြုတ်ကိုတက်တယ်ရမထင်ပဲရေစင်းချိုးတယ်ထင်နေရကဲအဲ့တော့မထူးတော့ပါဘူးဆိုရင်ယူဆက်ခင်းရတာပေါ့ဟုတ်တယ်ဖေ။ တပည့်တော်အတော်အဲ့လိုရေးတယ်ဆင်းလိုက်တာဖေ။အေးအေးမင်းကောင်းကတော့ဖုန်းကြီးတို့ဆေးထည့်ပေးတာတယ်။တိတ်တော့စိုးရင်ကြမရှိပါဘူး။အများဆုံးဖြစ်အသက်ပြောင်းအောင်ပေါ့။ဘလို့ကြီးလဲဖေ။ဖုန်းကြီးဝတ်တော့မှပျော်တတ်လက်ထင်းနေ။တို့တော်သူ့ကိုကြည့်ရရနဲ့စိတ်ညစ်နေရပြီးပျော်ရှင်တယ်လို့ဖြစ်သွားတယ်ဗျ။ဖုန်းကြီးထွက်သွားရင်မကြလောက်ဘူး။ကိုရင်လေးနှစ်ဖက်အခန်းထဲဝင်လာတယ်။သူတို့ကြည့်ရတာလဲစကားများနေတဲ့ပုံပဲ။ကြောက်ကြမိတဲ့လောက်ကတော့ ကိုရင်ကြီးမညစ်နဲ့တော့ဒီပကံငါ့ကိုယူခိုင်းတာဟာကိုရင်ငယ်မင်းနဲ့ပါဆိုင်လေဖုန်းကြီးကဒီ WhatsApp ပြုတ်ငါ့ကိုယူခိုင်းတာကျုပ်ဒီကိုရင်နဘာဘာကြောင့်စကားများနေလဲဆိုတာအကဲခတ်မရဘူးဗျမကြပါဘူးပကံတစ်ခုကိုသူ့ဆွဲငါဆွဲနေပဲရောက်လာရဲ့ကျုပ်အနားရောက်တော့ကျုပ်ကိုကြည့်ပြီးကိုရင်ကြီးကစကားပြောလာရဲ့တခါကြီးတတိယလာပြီလားဒီမှာဖုန်းကြီးကတခါကြီးအတွက် WhatsApp ပြုတ်ဝယ်ထားတယ်ကိုရင်ထင်တခါကြီးကကောင်းထီထားဆိုတော့ တောက်နိုင်မဲ့ပုံမပေါ်ဘူး။အော်ခုမှတိတယ်။ဒီကိုရင်နဘပကံလွတ်နေရတာကြောင့်ကိုကျုပ်ကလည်းဘယ်ရမလဲ။အဲ့နေရာကနေလူလဲထားလိုက်ပြီ။တပည့်တော်ဗိုက်စာနေရာနဲ့အတော်ပဲကျေးဇူးတင်လိုက်တာကိုရင်။ကျုပ်ရဲ့ငငယ်ရေကြစားတော့ပုံကိုကြည့်ပြီးကိုရင်နဘစိတ်ညစ်သွားတယ်ထင်တယ်။ကျုပ်ကိုလှဲ့တော့မကြည့်ပဲအခန်းပြင်ထွက်သွားတယ်ဗျို။ကျုပ်လန့်ခေါ်တာတော့ကြားရတဲ့သားနဲ့ပေပြီးထွက်သွားတာဗျာ။ ို့ဆိုဒီကိုရင်နေဘာဖြစ်သွားတာလဲလို့တော့တွေးနေသေးတာကျုပ်ကိုကဲထားတဲ့ဘုန်းကြီးကျောင်းကတာမန်ဘုန်းကြီးကျောင်းနဲ့တကြောင်ပါပဲမြို့ဆော်မှာရှိတယ်ပြီးတော့ကျောင်းဝန်းကျယ်ကြီးထဲမှာကျောင်းဆောင်နေနေပဲရှိတယ်ပေါ့ဗျာတည့်စစ်မီလည်းမရသေးဘူးမိဆက်ပဲနှိုးသွင်းရတာအမ်ဘုန်းကြီးမဟုတ်တော့ပြောဝင်ရဆိုမြို့ထဲကငကယုံဖះကိုသူတို့လာရင်ကျုပ်ကိုတွေ့လို့ကဲတာဆိုပဲဘာပဲဖြစ်ဖြစ်ကျုပ်ကိုကဲလာတဲ့ဘုန်းကြီးဝတ်တို့ကတကယ်ကိုပဲကျုပ်အတွက်အားကိုးစရာဖြစ်ခဲ့ပါတယ် ဒါနဲ့ပြောဖို့မိနေတာအများစုခေါ်တဲ့ကျောင်းနာမည်ကကမ္မထမ်းကျောင်းတဲ့ဗျကျောင်းဝင်မှုမှာရေးထားတဲ့နာမည်ကတော့တိတိဇောတိကံယုံကျောင်းတိုက်တယ်ဗျနာမည်နဲ့လိုက်ပါပဲကျောင်းကအတော်ကိုရှမ်းတာတော့ဆိုတာများမိဆက်ပြက်လို့ပြင်ရတဲ့ကပ္ပယကြီးဆိုလူပုံတော့မပေါက်တော့ဘူးသူ့ကြည့်ရတယ်မျက်တွင်းဟောက်ပတ်နဲ့ဗျအင်းပြောရအောင်မယ်ကျောင်းရောက်နေတဲ့ကျောင်းမှာကျောင်းနိုင်ဖုန်ကြီးဝတ်တော့အဲမှလို့ဥပညာတာမင်းနဲ့ကိုရင်နှစ်ပါး ပြီးတော့ကပိယကြီးဥကလူလိုရှိတယ်ဗျကပိယကြီးကဖုန်းကြီးတဲ့အသက်ကြီးတယ်ဗျအဲ့ဒါကြောင့်သူ့ကိုတကြောင်လုံးကတော့ဘိုးကလို့ခေါ်ကြတယ်ဘိုးကကဒီကျောင်းမှာနေလာတာအရင်ဆရာတော်ကြီးလက်ထက်ကလေးကလို့ပြောတယ်ကျွတ်တို့အခုနေတဲ့ကျောင်းမှာဖိမ့်မန်ကြီးတခုရှိတယ်နာမည်ကဒေါ်တန်းရင်ဖိမ့်မန်ရယ်လीအဲ့ဒါကြီးရှိလို့ထင်တယ်ကျောင်းမှာမကြမကြစွန်ကြီးကွန်းကြီးလေးတော့အမြဲရှိရယ်ဗျကျုံလည်းတတ်တတ်လာပြီဆိုတော့ ဖုန်းကြီးကကျုပ်ကိုကိုရင်လေးတစ်ပါးနဲ့အခေါ်လွတ်တယ်ဗျကိုရင်လေးကြည့်ရတဲ့ကျုပ်ကိုသိပ်ပြီးစာကြည့်ပုံမပေါ်ဘူးကျုပ်နားလဲပါတယ်လေသူ့ရဲ့စိတ်ကူးအိမ်မက်လေးကိုကျုပ်ဖြတ်လိုက်တာကိုကိုရင်လေးကဘူးကြည့်ကြည့်ပြီးစကားလမ်းပြောတယ်ဖုန်းကြီးကကြောင်းမော်တက်ခဲ့ပါတဲ့ပြောစရာရှိလို့လေသွားလိုက်အောင်။ဘာကြောင့်မဖြစ်မလဲကိုရင်။ခမရသိချာရှိတယ်ဟိုရောက်သိရမှာပဲမဟုတ်ဘူးလား။ဟုတ်ဟုတ်ပါတယ်ဖေ။ ကျုပ်ပြီလည်းပြန်ပြောရဲဦးဗျာကိုရင်ကိုင်နာတကတပိတ်ကြီးပြောရတာမဟုတ်ဘူးကိုရင်ရုပ်ကစိတ်မရှိရင်လုံးမရုပ်ကိုရင်ထွက်သွားပြီမကြောက်ဘူးကျုပ်လည်းဖုန်းကြောင်းမကိုတက်သွားလိုက်တယ်ကျုပ်ကိုမြင်တော့ဖုန်းကြီးကသူ့ရဲ့ဝါပြပြခန္ဓာကိုယ်မှာဂျုံထားတဲ့တင်ငန်းကိုပြင်ပြင်လိုက်ပြီးကျုပ်ကိုမိတ်နေထဲကောင်မိတ်နေမယ်ဘယ်သူလဲစနေပါဖေဟာနေ့ကိုမင်းနေတာမဟုတ်ဘူးနာမည်ကိုမင်းနေတာနာမည်ကမောင်စနေပါဖေဟာ မိမိပါတွေကတော်တော်ကိုနာမည်ရွေးလိုက်ရမယ်ပုံပဲတင်မဖေကတပည့်တော်လည်းမသိပါဘူးမောင်စနေဆိုတော့မင်းကစနေသားပေါ့မဟုတ်ပါဘူးတောက်ကြသားပါဖေကဟာမိမိပါတွေကလည်းအစမ်းပါလားအခုသူတို့ကရောနေ့ရက်စလုံးဆုံးသွားပါပြီဖေကအေးလူဆိုတာတော့ဒီလမ်းကိုလှမ်းရမှာပဲငါအသက်ကမင်းထက်ကြီးပဲမင်းကတေးရန်ဆက်ဆက်ဖြစ်ခဲ့တာကိုတတိမူပြီးနှလုံးသွင်းကြွယ်ကြားလာမောင်စနေ တင်ပါဖေဟာဒါပေမဲ့တပည့်တော်မှာနေစရာစားစရာမရှိပါဘူးရွာကအိမ်ထဲဝိုင်းရောင်းလို့ရတဲ့ငွေကလည်းလူလိန်သွားလို့ကုန်ပြီဖေဟာအဲ့ရရွာပြန်ဖို့ဇေယျပေးလိုက်ရမလားရွာလည်းမပြန်ချင်ပါဘူးဖေဟာတပည့်တော်ကိုဒီမှာပေးနေလို့ရမလားရှောက်ရှင်လို့ပါကျုပ်ဖုန်းကြီးကိုရှောက်လိုက်တော့ဖုန်းကြီးခဏစဉ်းစားနေတယ်နောက်တော့ခေါင်းကိုညှိပြီးအေးနေချင်တဲ့မဆိုတော့လည်းနေကွာเจ้ามันก็เอาเหล่านี้มาเลยอุกะลูกก็เลยวายกูจ่ะล่ะ တင်မဖေဟာတပည့်တော်အတွက်တော့ဆိတ်ချပါဒါနဲ့ညညဆိုတပည့်တော်ခန်းကိုတကားလာလာခောက်နေရဘယ်သူလဲဖေဟာဟေးမင်းနေတဲ့ခန်းကိုတကားလာခောက်တယ်ဆိုတော့မြစ်စိန်ပဲနေမှာမြစ်စိန်ကဘယ်သူပါလဲဖေဟာမင်းတော့တော့တိမှာဗောကဲသွားတော့လောဆရာရှိတာလို့စွန်ညွကွန်ညွလေးရှိရင်လည်းကိုလို့ကြားလာမင်းစပင်ကြီးကိုလည်းညှက်ပစ်လိုက်အောင်စုပ်ဖွားဖွားနေစပင်ကိုတော့မညှက်ပြရစီနဲ့ဖေဟာ တည်ရပင်လင်းနဲ့နောက်ကိုစုစည်းထားပါမယ်။ကဲကဲတဘောဝင်မောင်စနီတို့လည်းဖုန်းကြီးမိတ်လို့ပြီးတာနဲ့ဂွေပြူဦးရှာကြီးဖုန်းကြီးကြောင်းပေါ်ကနေဆင်းလာခဲ့တယ်။ကြောင်းဝင်ရောက်တဲ့ကပ္ပရကြီးဘိုးကကစောင့်နေတယ်။ပြီးတော့ကျုပ်ကိုစကားဆိုရဲဗျ။ကောင်းလေးမင်းဒီမှာနေတော့မှာမဟုတ်လား။ဟုတ်တယ်ဘိုးကဘယ်လိုလုပ်သိလဲ။သိတာပေါ့ကွာကြောင်းပေါ်ကကိုထူးလမ်းပြပြတာကိုကွာ။ဘိုးက ဒီเจ้าမှာကျိုးတို့ပြင်တခြားသူတွေရှိသေးရလားမင်းနောက်တော့တိမှာပေါ့ကွာဒါနဲ့နေလေကြာငါနဲ့ကြားထိုးရအောင်ဇောင်းနှောင်းကိုလာခဲ့မင်းကြားထိုးတတ်တယ်မဟုတ်လားထိုးတတ်ပါတယ်ကိုရင်လေးတွေလည်းမထိုးဘူးလားဘိုးကကိုရင်လေးတွေကငါ့ကိုမနိုင်ဘူးကွာငါနဲ့လက်ရည်နဲ့နဲ့ရှင်းနိုင်တာဆိုလို့ဖုံးကြီးပဲရှိတယ်လာခဲ့မယ်လေအခုကြောက်ပါလို့ရမလဲဘိုးကလောက်เสียရတော့တိတ်မရှိဘူးเจ้าကိုရှောက်ကြည့်ရင်ကြည့်ပေါ့ ကပ္ပယရဲ့ကြုတ်ကိုအဲ့လောက်ပဲပြောပြီးထွက်သွားတယ်။ကြုတ်လေသူပြောတယ်လို့ကျောင်းကိုလှည့်ပတ်ကြည့်ဖို့ကျောင်းမော့ဦးဝကိုပြန်လာခဲ့တယ်ဆိုပါတော့ဗျာ။ကြုတ်ကလည်းလူတစ်မျိုးဗျာ။တခုခုကိုလေ့လာတော့မယ်ဆိုအစကလည်းလေ့လာတတ်တာ။အခုကြုတ်ကျောင်းကိုရှောက်ကြည့်တော့မယ်အချိန်မှာကျောင်းဝင်မော့ဦးကိုအရင်သွားတယ်။ကျောင်းဝင်မော့ဦးကတော်တော်ဟောင်းနေပြီဗျာ။တိရိဇောတိကယုံဆိုတဲ့နာမည်တော်ရင်းကြီးတက်နေပြီ။မော့ဦးကနေဝင်လာရင်ပထမဆုံးတွေ့ရမှာကမသိရင်ဗိမ္မာန်ကြီးပဲဗျာ။ ပိမန်ကြီးကိုထုံးတွေအုပ်အကြီးကြီးတွေနဲ့စောက်ထားတယ်။ပြီးတော့မျက်နှာချက်ကိုလည်းကျုံးများတွေနဲ့လှုပ်ထားတာအတော်ကိုထဲပါပါတယ်ဗျာ။ဒီเจ้าမှာအကြီးဆုံးចောင်းဆောင်ပေါ့။အဲ့ဒီပိမန်ကြီးရဲ့နောက်မှာဆွမ်းသားចောင်းရှိတယ်။အဲ့ဒီကျောင်းရဲ့အခန်းထဲမှာကပ္ပယကြီးနေတယ်လေ။အဲ့ဒီကနေဆက်သွားရင်နှစ်ထပ်ចောင်းတစ်ចောင်းနဲ့အထက်ចောင်းတစ်ចောင်းပဲရှိတယ်။နောက်မှာကတော်ကြီးဗျာ။တော်လိုင်းတိုင်းဆက်သွားရင်ចောင်းអូរីရှိတွေ့ရဲ့။အဲ့ဒီចောင်းတွေကပြင်တွေနဲ့ဆောက်ထားတာဗျာ။ ကျုပ်လည်းအဲ့ဒီလမ်းကိုရှောက်ကြည့်နေတော့เจ้าဝန်ကြီးရဲ့ဝရဏာမှာတင်ငန်းကိုကောင်းမွှေ့လျှောက်လာတဲ့ဘုန်းကြီးတစ်ပါးကျုပ်ကိုလက်ရက်ခေါ်နေရဲ့ဗျကျုပ်လည်းစဉ်းစားနေရဒီเจ้าမှာအခုမှရောက်လာတဲ့အာဂန်နုဘုန်းကြီးလားဗောအဲ့ဒါနဲ့ကောင်းဝင်ညိပ်ပြီးလာမယ်လာမယ်ဖခင်လို့ပြန်អော်ပြီးရှောက်တင်လိုက်တာဗောကျုပ်လည်းအဲ့ဒီเจ้าဝန်ကိုသွားဖို့ရှိတ်လမ်းပြလိုက်တော့ဘုန်းကြီးကเจ้าဝန်ကြီးထဲဝင်သွားတယ်ဗျကျုပ်ခဏရက်လိုက်တော့သူကပြန်ထွက်လာပြီးလက်ရက်ခေါ်နေပြန်ရောဗျို့ အဲ့ဒါနဲ့မထူသွားမယ်ဆိုပြီးသွားနေတဲ့အချိန်မှာနောက်ကကိုရီနှစ်ပိုင်းရဲ့အော်ဒန်ကြေလောင်လောင်ထွက်လာတယ်ဗျပထမတော့ဒီလောက်အကျယ်ကြီးအော်တယ်ကိုရီနေကိုတော့စိတ်ဆိုးမိသေးတယ်ဟိုတကဟဲ့ဟိုတကဘယ်ရီလျှောက်သွားနေရလဲဟဲ့တကပြန်လာခဲ့ကျုပ်ကိုအကျယ်ကြီးအော်ဟွန်နေတဲ့ကိုရီနေကြောင့်ဖုန်းကြီးအရေးကြီးလို့လာခေါ်တယ်ထင်ပြီးကျောင်းဝန်ကြီးပဲမသွားပဲကိုရီနေစီကိုပြန်လှည့်လာတယ်ကိုရီနေကသူ့တို့အနားရောက်တော့ကျုပ်ကိုအော်ငေါက်ပါလေရောဗျာတကား သိကျင်လို့လားဘယ်ရလျှောက်သွားနေရလဲကိုရင်ဘာဖြစ်နေရလဲဘာလို့စိတ်တွေတိုးနေရလဲဖေမထားဒီเจ้าမှာကိုရင်တို့နှစ်ပါးပြင် ကပ္ပရာကြီးနဲ့ဘုန်းကြီးပဲရှိတယ်ကြံတဲ့လူဘယ်သူမှမရှိဘူးကြားလားကိုရင်နှစ်ပါးကစိတ်ဆုံးမှန်ဆိုပြော ပြီးထွက်သွားတယ်ဗျာကျိုးလည်းဘာဖြစ်လာလဲဆိုပြီးကိုရင်လေးတွေတော့ပြေးလိုက်ရတာပေါ့ဗျာသူတို့နှစ်ပါးပြောပုံရဆိုဒီเจ้าမှာဘုန်းကြီးပြီးတော့သူတို့နှစ်ပါးနောက်ပြီးကပ္ပရာကြီးနဲ့ကြိုးဆိုတော့ အစောကဘုံကြီးကကျုပ်ပြောရင်ကြက်သိနေထားပြီငါ့ကိုတစ်ချက်လှည့်ကြည့်လိုက်တယ်။ကျောင်းဝင်ကြီးဝရဏပါဘုံကြီးကတင်ကန်းကြီးခေါင်းမရှုံပြီထက်ခေါ်နေသေးတယ်ဗျို။ကျုပ်ကတော့ကြောက်ပြီးကိုရင်လေးတွေတော့ပြေးလိုက်ရတာပေါ့ဗျာ။ကျုပ်မနက်ကဖြစ်တဲ့ကိစ္စကိုနေ့လည်ရောက်တော့ကပ္ပရရဲ့ဘိုးကလည်းကြားထွင်ပြောဖြစ်တယ်ဗျာ။ဘိုးကကျုပ်မနက်ကတွေ့တဲ့ဘုံကြီးကဘာတော့ဗျာ။မင်းကိုကိုရင်လေးတွေပြောလဲ။ ဒီကြောင့်မလူဆိုလို့ဖုန်းကြီးရဲ့သူတို့ရဲ့ဘိုးကရဲ့ပဲရှိတာတဲ့။အေးအဲ့ဒါဆိုဘာလဲဆိုတာမင်းပါသမင်းတွေးတော့ဗော။ကျုပ်လန့်သွားတယ်ဗျ။ဒီလောက်ထိတ်လန့်စရာကိစ္စဖြစ်တာကိုတော့ဘိုးကကကြားထုံးမပြတ်ဘူး။အေးဆေးပဲဗျာ။အဲ့ဒါနဲ့ကျုပ်ကလည်းဘိုးကကိုထတ်မိတာဗော။ဘိုးကအေးပြောဘိုးကရောအဲ့လိုဟာတွေတွေ့လား။ဘယ်လိုဟာတွေတုံးကွ။မနက်ကကြုတ်တွေ့တဲ့ဖုန်းကြီးလိုဟာတွေလေ။ မင်းကလည်းဒီကြောက်မှန်နေနောက်ဆိုမင်းနားလည်လာလိမ့်မယ်တိထားရမှာကလူစီဘလူစီထားပေါ့ကွာဘိုးကပြောတာကိုကျုပ်သိမ့်နားမလဲဘူးညာဘိုးကကြည့်ရတာသိပ်ပြီးမင်းမျက်နှာကိုကြိုက်ပုံမပေါ်လို့ကျုပ်လည်းကြားခွက်ကိုပြအာယုံဆိုင်ပြီးထိုးနေတယ်အဲ့ဒီချိန်မှာမော်တော်ကားလေးတစ်စီးကျောင်းထမ်းဝင်လာတယ်ဗျကားပေါ်ကနေကောင်မလေးနှစ်ယောက်နဲ့အမျိုးသမီးတစ်ယောက်ဆင်းလာတယ်ကျုပ်ကတော့ထုံးစံတိုင်းကောင်မလေးနှစ်ယောက်ပဲအရင်မြင်တာပေါ့ဗျာ မြို့သူတွေဆိုတော့ရှော့တပြလှတပြအတော်အကြည့်ကောင်းမရေစင်းကားလေးတွေလိုပါပဲကျုပ်ငင်းနေတာကိုသတိထားမိတဲ့ဘိုးကကကျုပ်ရဲ့ပခုံးကိုရိုက်ပါရောပြီးတော့ကျုပ်ကမကြည့်သလိုကြည့်ပြီးစကားပြောတယ်ဗျာဟဲ့ကောင်မင်းအားကလည်းရုပ်ပြက်ဆင်းပြက်ကြီးသတိလေးပါလေးထားအောင်ပါဗောကျုပ်လည်းဆက်ဆက်နဲ့အဲ့ကောင်မလေးတွေကို မကြည့်ရတော့ဘူးပြို့သူတို့ကျုပ်တို့အနာရောက်လာပြီ အမျိုးသမီးကြီးဖြစ်သူကဘိုးကကိုပြောတယ်ဗျ။ဘိုးကဆရာတော်ရှိလား။ရှိတယ်မတည်မှာ။ဘာဖွင့်ရောကျုပ်ဖို့လမ်းမမြင်ဘူးလားဘိုးက။အเจ้าကိုဆွဲလန်းကြည့်နေတော့ကျုပ်လည်းမပြောတတ်ပါဘူးလေ။ဆရာတော်ကြီးစီတွားလိုက်အောင်မယ်။ကားပေါ်မှာဆန်အိတ်နဲ့စီပါလာတယ်။ဘိုးကကုတယ်ဖို့လောက်ပါဦး။ဒီနေ့ဒရိုက်ဘာကနေမကောင်းဖြစ်နေလို့မခေါ်ခဲ့ရဘူး။ ရပါတယ်ဗျာဒီမှာចောင်းသားတစ်ကအားကောင်းမောင်းတန်ပါဘုကအကျုပ်ကိုမျက်စာပြပြီးပြောတာဗျာအဲ့ဒီတော့မင်းကလေးနှစ်ယောက်တည်းကမတ်တင်မှာဆိုတဲ့အမျိုးသမီးကြီးကကျုပ်ကိုပြုံးပြတယ်ဗျာပြီးတော့ဘုန်းကြီးចောင်းမတက်သွားတယ်သူတို့ကျုပ်တို့ကိုကြောခိုင်းသွားချင်းကျုပ်ငေးနေတော့ဘုကကျုပ်ကိုနရင်ထပ်အုပ်လိုက်တာဗျာပူထူသွားတာပဲပြီးတော့ကျုပ်ကိုတိကျကြည့်ပြီးပြောတယ်ဟဲ့ကောင်စနေငါညွန့်ထမနေနဲ့ ဆောနကကျေးဇူးရှင်တော့မင်းမျိုးစို့နေသူတို့လူထားတာအဲ့လိုကြီးပြောခံရတော့ကြုတ်ရှက်လိုက်တာဗျာကြုတ်ရှက်ရှက်နဲ့ကောင်းမလေးတွေကိုနောက်ထပ်နည်းနည်းဖက်ကြည့်လိုက်သေးတယ်ဒါ့ကိုဘိုးကလည်းမြင်ဖြစ်အောင်မြင်သွားသေးရဲ့ဗျာကျုပ်ကိုမျက်ဆောင်ထိုးကြည့်ရဲ့ပြီးတော့ကားဘတ်စီကိုခေါ်သွားပြီးကားနှုတ်ဖုံးကိုဖွင့်ပြီးကျုပ်ကိုဆိုင်အိတ်ထမ်းခဲ့မှလေရောကျုပ်ကဆိုင်အိတ်ထမ်းဘိုးကစီပုံးဆွဲပြီးဖုံးရင်းကြောင်းမတက်လာတာဗော ဖုန်းကြောင်းပေါ်ရောက်တော့ဖုန်းကြီးဝတ်တော့ကကျုပ်တို့ကိုလှမ်းပြီးစကားဆိုရင်စနေနေ့ဘိုးကဒီဘက်ကိုမြင်မြန်လေးလာတက္ကမကြီးတို့ကစိုက်အိတ်ကိုလက်နဲ့ထိတာဖုန်းကြီးကထလာတယ်ဗျပြီးတော့ဒေါ်တင်မာကမတက်ရက်တော့သူသမီးနှစ်ယောက်ပဲကျုပ်အနာကတ်လာပြီးစိုက်အိတ်ကိုကင်ထားရလေစွမ်းလူရှင်နေကျုပ်တို့ကျေးဇူးရှင်နေဆိုတာသိပေမဲ့ကောင်မလေးနှစ်ယောက်စီကရတဲ့ရေမွေးနဲ့လေကြောင့်သူတို့စီစိတ်ရောက်နေတာဗောဖုန်းကြီးကလည်းစိုက်အိတ်ကိုလက်နဲ့ကင်ပြီး တံဃတဒေမနိဗ္ဗာန်တပစ္စယဟောတုအာယုဝနောဒုက္ခပလံတာတုတာတုတာတုဘုံကြီးစုပေးလို့ပြီးတော့ကြုတ်ကိုမိတ်နေဗျမောင်စနေလေးနေပြီလားစွန်းသားကြောင်းနဲ့သွားထားကြည့်သွားအမှန်တမ်းပြောရရင်လေးလို့လေးမှန်းတော့မသိပါဘူးဗျာအဲ့ဒီလိုမိန်းကလေးချောချောနှစ်ယောက်သာအနားရှိကြည့်ကျုပ်တဏီကုန်ဆိုင်ထမ်းထားနိုင်တယ်ဗျဘုံကြီးပြောတာကကျုပ်တတိမထားမိဘူးရက်မဲရက်နေတော့ ဘိုးကသူဆွဲလာတဲ့စီပုံးကိုချပြီးကျုပ်ကိုနရက်လာဆဲပါရောဗျာသူဆွဲလာလဲမမပါဘူးကျုပ်ကတွေးနေငေးနေတာကိုအဲ့ဒီအချိန်မှာကျုပ်လည်းချက်ချက်နဲ့ဆိုင်အိတ်ကိုကြောင်းပေါ်ကအောက်ကိုပြန်ထမ်းလာတာဗျို့ကျုပ်လည်းကျုပ်ရဲ့မသိစိတ်ကငမ်းမိတာကိုရှက်ပြီးဆိုင်အိတ်ကိုစွန်းချောင်းပတ်ထားပြီးကိုယ်ခန်းကိုပြန်ပြီးအိတ်နေလိုက်တယ်မကြပါဘူးဗျာကျောင်းတကားကိုလက်ခောက်ပါလေရောကျုပ်ထင်လိုက်တာကဘိုးကဧည့်သည်တွေထားခဲ့လို့ တကားလာခောက်တယ်ပဲထင်တာအဲ့ဒါနဲ့ကြုတ်လဲလာပြီဘုကကြီးကြုတ်ကရှက်လို့ခိုင်းနေပြန်လာနေတာပြပြဆိုဆိုကြုတ်လဲတကားကိုဖွင့်လိုက်တယ်ဘယ်သူမှမရှိဘူးအဲ့ဒါဆိုဟုတ်ကဲ့နေစတာပဲထင်တာဗောနေကင်းကြီးတရေကတော့မချောက်တော့ဘူးလေဟုတ်တယ်မဟုတ်လားကြုတ်လဲတကားကိုပြန်ပိတ်ပြီးဂရင်မောပြန်တက်ချိန်တကားကိုထက်ခေါက်ပြန်ရောကျုပ်လည်းမြင်မြန်ထားပြီးတကားကိုသွားဖွင့်တယ် ဘယ်သူမှမရှိဘူးပြောအဲ့ဒါနဲ့ခန်းပြင်ကိုလှက်ပတ်ကြည့်ပြီးအတန်ခက်ကြဲကြဲလေးနဲ့ကြုတ်သတိပေးစကားဆိုလိုက်တယ်ကိုရင်တွေနော်လာမနောက်နဲ့တပည့်တော်ကပင်မလို့နားမလို့ပါဆိုကိုရင်တို့ကလာနောက်နေတယ်ကျုံလည်းအဲ့လိုပြောပြီးတကားကိုပိတ်လိုက်တာပေါ့တကားပေါ်မှာတက်ထားတဲ့တကားရွက်မှာအပေါက်သေးသေးလေးရှိတယ်ဗျကျုပ်ကတကားကိုပိတ်ပြီးအဲ့ဘက်ကရှောင်းကြည့်နေရလေမကြပါဘူးဗျာ အင်းကြီးချော်တာပြီပစိုးအပေါ်တထဲကိုပခုံးမတင်ထားတဲ့လူကြီးချုပ်ခန်းနာကိုကတ်လာတာဗျသူ့မျက်နှာကြည့်ရတယ်လဲမျက်နှာသေးချင်းနေချုပ်ခန်းနဲ့နီးလာတဲ့ချိန်မှာချုပ်ကချက်ချင်းတကားကိုစောင့်ဖွင့်လိုက်တာပဲဟောဗျာချက်ချင်းဖွင့်ကြည့်တာကိုစောနာလူကြီးကမရှိတော့ဘူးချုပ်နည်းနည်းတော့လန့်သွားတာပေါ့ငါ့ကိုနေလေကင်းကြီးတရေချောက်နေပြီပေါ့အဲ့ဒါနဲ့အခန်းထဲကထွက်ပြီးချုပ်ကြောင်းရှိကိုခတ်သက်သက်လေးချောက်လာတယ် ကျောင်းရှိမှာမော်တော်ကားလည်းမရှိတော့ပါဘူး။ဇောင်းနှမ်းမှာတော့ဘိုးကထိုင်ပြီးကြားထိုးနေတယ်။ဘိုးကတယောက်တည်းစကားပြောပြီးကြားထိုးနေရဗျို။သူကြားခွက်တစ်ခွက်ရွှေ့ရင်တခြားတစ်ဖက်ကအလုံးလွှေ့နေတာ။ဘိုးကကတော့ရေလိုက်မောလိုက်ပေါ့။ကျောက်ကိုလည်းမြင်ရဘိုးကမျက်နှာတိသွားတယ်ဗျ။ပြီးတော့ကြားခွက်ကိုလည်းသိမ့်လိုက်တယ်။ကျောက်ကလည်းခက်တီတီနဲ့စကားပြောလာတယ်။ဟဲ့ကောင်စနေမင်းဖယ်သွားနေရလဲကွာ။ ဘုန်းကြီးကမင်းကိုပြန်မလာလို့ပြောနေတာကျုပ်လည်းချက်လို့ပါဗျာဒါနဲ့အစောကဘိုးကကြားထုံးနေတာတယောက်ထက်လာအေးဟာမင်းတို့မရှိတော့တယောက်ထက်ကြင့်နေတာကျုပ်တေချာမြင်လိုက်ပါတယ်သူ့ပြန်ပဲကြားကွက်ကသူ့အလိုလိုရွှေ့နေတာဘောကျုပ်ကလည်းပါနေပါတယ်သူကျုပ်ကိုမသိစေချင်ဘူးဆိုတာသိတာဗောအဲ့ဒီတော့အဲ့ကိစ္စကိုမပြောတော့ပဲကျုပ်ကိစ္စကိုပဲပြောပြလိုက်တယ် အဲ့လိုဗျာမဆိုးကိုပခုံးမတင်ပြီးကျုပ်ခန်းဘက်လာတာအသေးစားပါကျိုးတကားဖွင့်လိုက်တော့မှမရှိတော့တာတရေလျှောက်တာလားဘိုးကလူမဟုတ်မှတော့တရေပေါ့ကွာမင်းမြင်ရတဲ့လူကမင်းစိန်ကွာတို့เจ้าကတစ်ပင်တွေကိုခုတ်ပေးတဲ့သူပဲမင်းအခုနေနေတဲ့ခန်းထဲမှာသူနေသွားတာလေရေရှုံးမလို့ရေရှုံးခန်းသွားတာမူးလဲပြီးအုတ်ဆက်နဲ့အုတ်ခွန်ရိုက်မိပြီးဆုံးသွားတာဗျာ ဖြာတရကျုပ်လန့်သွားတယ်ဗျာအဲ့ဒါဆိုတကားခောက်တာတွေပြီးတော့အစောကမြင်ရတာတွေကတကယ်တရေလျှောက်တာဗောကျုပ်သာကြောက်နေပြီဘိုးကတော့ကိုင်းရောင်မပြတ်ပါဘူးဗျာညရောက်ပြီဗျို့ကျုပ်နဲ့ဘိုးကတော့ညသာသမင်းစားပြီ ကိုင်းနှစ်ပါးနဲ့ဖုံးကြည့်ပါဝင်ကျောင်းကအားလုံးဇောင်းနှမထိုင်ပြီးစကားပြောနေကြတာဗျာကိုင်းလေးနှစ်ပါးကဖုံးကြည့်ဝေးပြုတ်နေတယ် ခေါင်းကြီးကကြုတ်ကိုကြည့်ပြီးစကားလမ်းပြောတယ်ဗျ။မောင်စနေဖေယမင်းကိုဖုန်းကြီးဟာလောကလက်ရခေါ်ရဆိုเจ้าကြီးကဖုန်းကြီးကိုပြောတာလားဖေယအေးဟုတ်တယ်ဟုတ်ဟုတ်ပါတယ်ဖေယမင်းသွားလိုက်ရမှာအဲဖုန်းကြီးကចောင်းသွားတွေထားရင်တအားမုန်းတာမင်းသာသွားရင်အခုအချိန်ဒီနားမှာငါတို့နဲ့ထိုင်ပြီးစကားပြောနိုင်မှာမဟုတ်ဘူး ကြောက်ကြောက်သွားမိလေဗျာဘုန်းကြီးကခက်တီတီကြီးပြောနေရဟုတ်ပြီးမှကျုပ်ကိုရေပြီးစကားထပ်ပြောတယ်ဗျာစရပါကွာအဲ့ဘုန်းကြီးကကျောင်းသားတွေကိုရှစ်တယ်ကွာကိုရင်နေဆိုအမြင်ကက်တယ်မင်းကိုရှစ်လို့ခေါ်တာနေမှာပါကွာနောက်နေဆက်သွားကြည့်ပေါ့ဟာမတော်ရဲ့ပါဘူးဖေ။အဲ့လိုနဲ့ကျုပ်တို့စကားတွေပြောနေကြတယ်။ကျုပ်ထင်ည9နာရီလောက်ကြာတော့ ဖိုးကကမိဆက်ကိုသွားပိတ်တယ်။အဲ့ဒီတော့တကြောင်လုံးမှောင်သွားတာပေါ့ဗျာ။သူတို့တွေကတမင်လေးကိုစီတွေနဲ့လေ။ဖုန်းကြီးကတမင်ရဲ့ရက်ပြီးကျုပ်ကိုခေါ်တယ်ဗျ။ဟောစနေ။လောင်းမင်းတို့ကတမင်ယူလာတယ်။ဖုန်းကြီးကကျုပ်အတွက်3000လို့တမင်ပေးတယ်ဗျ။အခန်းထဲမှာတော့မိကြီးဖျောင်းနိုင်အပြည့်စုံရှိတယ်လေ။အဲ့လိုနဲ့ကျုပ်တို့လည်းကိုယ့်အခန်းကိုပြန်ကြတာပေါ့။ ကျုပ်ကတော့ဘောကတော့ပြောတယ်ကိုမြင့်စင်ကိုကြောက်နေရပြုမကြောက်လို့လည်းမရဘူးလေမျက်လုံးနဲ့တိတ်တိတ်မြင်ထားရတော့ကိုအဲ့ဒါနဲ့ကျုပ်လည်းကျုပ်ခန်းကိုပြန်ခဲ့တယ်ကျုပ်ခန်းဆိုလို့ပြောရအောင်ပဲဗျကျုပ်ကိုနေဖို့ဖုန်းကြီးပေးထားတဲ့ကြောင်ကနှစ်ထပ်ကြောင်အောက်ထပ်အခန်းထဲမှာဂရင်နှလုံးရှင်ချထားတာကျုပ်လည်းခန်းကားကိုဖွင့်ပြီးမိချစ်လိုက်ရှာတော့ကျုပ်တက်ပြီးကကျုပ်မနေတဲ့ခန်းကိုကျုပ်မနေတဲ့ဂရင်ကိုထိုးမိတယ်ဗျ ကျုပ်တကားကိုငနဲ့ဆောက်ဝင်အပြင်ထွက်လိုက်တယ်။မထွက်လို့လည်းမရဘူးလေဗျာ။အဲ့ဒီကလေးမှာကိုမြင့်စိန်ကြီးကတုံးလုံးကြီးအိတ်နေတာ။ကျုပ်လည်းအတကောင်ဟိပြီးအော်တာဗော။ကျုပ်အော်တဲ့ကြောင့်ကိုရင်နေနဲ့ဖုန်းကြီးရောဘိုးကတို့ကရောက်လာတယ်ဗျာ။ပြီးတော့ကျုပ်ကိုတမီနဲ့ဝိုင်းထိုးကြည့်ပြီးဖုန်းကြီးကဆပြီးမေးတယ်။မောင်စနေမင်းဘလို့ဖြစ်တာလဲဟ။အတန်ကိုစူနေတာပဲ။တတတပည့်တော်ရဲ့အခန်းထဲမှာ ကိုကိုမျက်စိကြီးအိတ်နေတယ်သူစကားကြတော့ဘုန်းကြီးပါဝင်တခြားသူတွေကဟမ်ဗာများလဲလို့ဆိုပြီးကျုပ်ကိုပြန်ပြောတယ်ဗျာသူတို့ပြောတဲ့စကားတွေကိုနားထောင်ပြီးကျုပ်မျက်လုံးတော့ပြူးသွားတယ်စနေမင်းငါပြောမယ်မျက်စိကမင်းကိုပါလို့လို့လဲဘာဘာမှမလုပ်ပါဘူးအေးမင်းခန်းထဲမှာမျက်စိရှိတယ်လို့ငါခန်းထဲမှာဒိုးပုရှိတယ်ဟာ ငါနဲ့ကြားခွက်ထိုးတဲ့တယောက်ပြီးတော့ကိုရင်နေခိုင်းထဲမှာဥတုတော်ရှိတယ်ဖုန်းကြီးရဲ့ဗိမ့်မံပေါ်မှာဆိုရင်လဲတော်တန်းရင်ချက်သွားနေတာကဲကဲနောက်ဆိုမင်းလည်းနေသားချသွားလိမ့်မယ်ဘိုးကအဲ့လိုပြောပြီးပြန်သွားတယ်ဗျာဖုန်းကြီးနဲ့ကိုရင်ကလည်းပြန်ကြွသွားပြီအဲ့တော့ကြုတ်လဲဘလို့လွတ်ရမယ်မှမသိရနဲ့เจ้าရှိကတန်းတန်းလေးမှာထိုင်နေတာပေါ့ဗျာကျုပ်ဇောတိကရင်เจ้าမှာအမြင်နေတော့မယ်ဆိုကြတဲ့ဟာ ပရမတ်ဆုံးအခန်းပေါ်ကကိုမြင့်စင်ပဲပေါ့ဗျာကိုမြင့်စင်ကကျုပ်ဘေးကကလေးမှာအိတ်နေတာကျုပ်ကဆောင်းနားမှာထိုင်နေတာပေါ့အခန်းထဲပဲမဝင်ရဲဘူးလေဟုတ်ကဲ့ပါစနေနေ့တီဝီဇော်ဒီကရုံဆိုတဲ့ဇလန်လေးရဲ့ပထမပိုင်းကိုတော့ဒီမှာပဲရန်နာဝင်ပြပါခင်ဗျာနောက်နေ့တွေမှာလည်းစိတ်ဝင်စားဖို့ရဇလန်ကောင်းများစွာကိုတင်ဆက်ပေးသွားမှာဖြစ်လို့ကျွန်တော်တို့ရဲ့ channel လေးကိုစောင့်မျှော်အားပေးကြပါအောင်ခင်ဗျာကျွန်တော်တော့မင်းလေးရပဲဖြစ်ပါတယ်အားလုံးကျေးဇူးများတင်ပါတယ်